ရခိုင်ပြည်ရှိဟောင်းမင်းနစ်ပြည်တော်မြောက်ဦးက ရှိဟောင်းအမွေနဲ့တူကိုအရကပြည်သူအစိုးရကထိမ့်သိမ်းဆောက်ရှောက်မှုတွေလှုံ့ဆော်နေတယ်လို့မြို့ခန်ဒီစီကသိရပါဗျ။လက်ရှိမှာမြောက်ဦးကရှိဟောင်းဖရားတွေပထိုးတွေကိုတန်ရှင်းလုပ်တာကျုံမြောင်းတွေကို စနစ်တကျဆဲတာအပြင် ရှိဟောင်းနေရာတွေကိုမူလနေရာအတိုင်းတန်ပြန့်အောင်ပြုလုပ်နေတယ်လို့မြို့ခန်တွေနဲ့ ULA နဲ့နှိစက်သူတွေစီကသိရပါဗျ။ ။မြအုပ်ကရှေးဟောင်းရင်ကြီးမှုအဆောင်အရှို့ဖရားပထုတ်တွေနဲ့ရှေးဟောင်းပစ္စည်းအရှို့ဟာစက်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ထိခိုက်ပျက်စီးခဲ့ရပါတယ်။တူတလေလက်ရှိမှာတော့ ULA ကဆက်လက်မထိခိုက်မပျက်စီးစေဖို့ထိန်းသိမ်းနေတာလည်းဖြစ်ပါတယ်။အဲ့ဒါအပြင်မြအုပ်မြို့မှာ land area သတ်မှတ်ထားတဲ့အခြေအဝန်အတိုင်းရှိစေဖို့နဲ့ကျူးကျော်တိုးချဲ့ဆောက်ထားကြတဲ့နေအိမ်ဆိုင်ခန်းတွေကိုနောက်ဆုတ်ပေးဖို့တတိပေးတာတွေလည်းလုပ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။ ရခိုင်ပင်မင်းစုံမှုတထောင်ခဲ့တဲ့မြအုပ်မြို့မှာ7900ဒုက္ကံသိန်း၄မျက်နှာမငါးပါးစားတဲ့ရှီဟောင်းပထိုးကြီးတွေရှေ့ကပ်ပြီးသူကလက်ရတဲ့အပါအဝင်နန်းတို့ရကုန်းမြို့ရိုးတတိုင်းတွေခံတတ်တွေကျုံးတွေဟာထင်ရှားပါတယ်